ိုဝင်ဆောင်တဲ့ရေမကစားရဆိုတဲ့ဆိုရုံးကိုပေးရှားခဲ့လို့ဝေဖန်ခံရတဲ့ပိုးချဖြူခင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်ဒါ page ကနေပြန်လဲကြိုးစွန်လိုက်ပါတယ်။ကဲပရိသတ်ကြီးတို့ရေ မင်းသမီးကျော်လေးပိုးကြဖြူခင်ကတော့အခုချိန်မှာအကူထုံးနဲ့ရတဲ့ကိုဝင်ကိုလွှဲထားရတာဖြစ်ပါတယ်။မင်းသမီးကျော်လေးပိုးကြဖြူခင်နဲ့အကူထုံးတို့အတွဲလေးကတော့အစာပိုင်းမှာလူရည်ရဲ့ဝိုင်းဝန်းအပြစ်တင်ခြင်းကိုခံခဲ့ရတာပါ။မင်းသမီးကျော်လေးပိုးကြပြုခင်နေတဲ့အပြူတံမဲ့အကုတ်ထုံးလိုမျိုးမုတ်ဆိုးဖို့ကလေးသုံးယောက်အဖေကိုပစ္စည်းဥစ္စာတွေကိုမက်လို့ယူရဲဆိုပြီးတော့လူတွေကကဲ့ရဲ့ရှုံချခဲ့ကြပါတယ်။ဒါပေမဲ့ပိုးကြပြုခင်အနေနဲ့အမှန်တကယ်လဲသူမအနေနဲ့ငွေမတ်တယ်ဆိုတဲ့အကြောင်းပေါ်ပေါ်တင်တင်ဖွင့်ဟဝန်ခံခဲ့ပူပါတယ်။သူမအနေနဲ့ယောက်ျားဘက်ကပါတဲ့ လင်းပါသားသမီးတွေကိုဘလို့မှမိခင်အရင်လိုမြတ်တာကိယုနာတက်ဆွာနဲ့ဘယ်ရမှလုံးမပေးနိုင်ဘူးလို့ပရိသတ်တွေကထင်ခဲ့ကြတာပါဒါပေမဲ့အချိန်တိုင်းတာတခုရောက်တဲ့အခါမှာပရိသတ်တွေမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာကတော့ပိုးကြပြုခင်ရဲ့အကိုထွန်းရဲ့သားသမီးတွေပေါ်မှာထားတဲ့မြတ်တာတရားပဲဖြစ်ပါတယ်ဒါကလည်းသူမအနေနဲ့လင်းပါသားနဲ့သမီးကိုပြုစုဆောင်ရှောက်တယ်လို့သူ့ရဲ့ပထမသားဦးလေးဖြစ်တဲ့စိန်ဦးနဲ့ဒန်းတို့ချစ်ပြီးဂယုဆိုင်ပေးနေခဲ့တာပဲဖြစ်ပါတယ်မင်းသမီးကျော်လေးပိုးကြပြုခင်အနေနဲ့သူ့ရဲ့ယင်မာဖြစ်တဲ့သားအပြင်ခင်မ န်ဖြစ်သူရဲ့သားနဲ့သမီးတွေကိုလည်းအချိန်ပေးပြီးတော့ပြုစုပြောထောင်နေရဲ့အပြင်သူမရဲ့ဆိုင်ရွှေရတနာလုပ်ငန်းတွေကိုပါမလီဟင်းရအောင်အိမ်ထောင်မှုကိုနိုင်နေတဲ့အမျိုးသမီးဖြစ်ခဲ့ပါတယ်။ဒါအပြင်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်လည်းသူမအနေနဲ့သူမရဲ့ဆိုင်ရွှေရတနာတွေထံသူမရဲ့ချစ်လောက်စွာသောလက်ရင်းတပည့်တွေအထွတ်ပဲစိတ်ပူပေးခဲ့ပြီးတော့လူစိတ်မစစ်အရင်စပြီးမှပြိမသာသူမအနေနဲ့အပူလုံးကျသွားခဲ့တယ်လို့သိရပါတယ်။သူမရဲ့ဆိုင်ရွှေရတနာဆိုင်ကဝန်ထမ်းတွေအထွတ်လည်းသူမအနေနဲ့ဆိုင်ရှင်ပြီးသားစွာနဲ့ အစအစအရရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့သူတယောက်ဖြစ်ပါတယ်။ငလင်းကျောင်းသူမအနေနဲ့ဘာပစ္စည်းမှမဆုံးရှုံးခဲ့ရပေမဲ့ငလင်းတန်းကျောင်းအိုးရင်တိုက်တာအဆောက်အဦတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့သူတွေကိုတက်နိုင်တဲ့ဘက်ကနေထောက်ပံ့ပေးခဲ့ပါတယ်။ဒါအပြင်မင်းသမီးပိုးကြပြုခင်းတဲ့အကိုထွန်းတို့အနေနဲ့နေ့စဉ်ကုသိုလ်အနေနဲ့ငလင်းတန်းတင့်ပြည့်သူတွေကိုယနေ့ချန်တီတရမမပြတ်စတုတီတာကျွေးမွေးလှူဒန်းနေခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့မင်းသမီးပိုးကြပြုခင်းနေတဲ့ဝေဖန်မှုတွေကိုခံခဲ့ရပေမဲ့အခုလိုမျိုးပြည်သူတွေငလင်းကျောင်းဘေးဒဏ်တင့်နေတဲ့ချိန်မှာ ောင်းတန်နိုင်တဲ့ဘက်ကနေလူတန်းကုသိုလ်ယူမှုတွေကိုလှုံ့ဆော်နေရကြောင်းအများရဲ့အမြင်ကတော့ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ ပိုးကြပြုခင်တဲ့အကိုထုံးတို့မိသားစုအနေနဲ့ဧပြီလ၁ရက်နေ့ကနေဧပြီလ၉ရက်နေ့ထိ၉ရက်တန်တိုင်းလူပေါင်းတသောင်းဝင်းကျင်စာအတွက်ထမင်းဘူးစတွတီတာကျွေးမွေးလူတန်းကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။ပိုးကြပြုခင်နေနဲ့အားလုံးကျန်းမာချမ်းသာပြီးတော့ဘေးအန္တရာယ်ကင်းကြပါစေ။တောင်းတလိုက်တိုင်းမှာစံသားတွေမှန်သမျှအကုန်ပြေဝကြပါစေ။ချစ်သူခင်သူများနဲ့သက်ဆုံးတိုင်းကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့အသက်ရှင်နေထိုင်ပါရစေလို့လည်းဆုတောင်းမြတ်တာပို့သခဲ့ပါတယ်။အခုတကြံတွင်ကာလမှာလည်းအကိုထုံးနဲ့မင်းသမီးပိုးကြပြုခင်တို့ကစင်စမ်းမပြတ် တုတီတာတွေကျွေးမေးလူတန်းကုသိုလ်ယူကမိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့အေးကစားနေကြတာဖြစ်ပါတယ်။ပိုးချပြုခင်နေနဲ့အကိုဝင်ကိုလည်းထားရပေမဲ့အခုလိုမျိုးပျော်ပျော်ရွှင်ရွှင်ရေကစားနေတဲ့ပုံမှာပရိသတ်တွေကတော့ဝေဖန်ပြောဆိုကြပါတယ်။ဒါကတကြံတွင်းမှာအကိုဝင်ဆောင်အမျိုးသမီးတွေအနေနဲ့စင်ကျင်ရမယ့်အရာတစ်ခုဖြစ်ပြီးတော့မတော်တဆထိခိုက်ကြမှာဆိုတဲ့အတွက်လည်းပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းသမီးပိုးချပြုခင်နေနဲ့ကိုဝင်ဆောင်အမျိုးသမီးဆိုတာရေမကစားရဘူးဆိုတဲ့ဆိုရိုးစကားကိုပယ်ရှားပြီးတော့ရေကစားနေကြရပဲဖြစ်ပါတယ်။ဒီ ီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဘိုးကြောင်ယူခင်ရဲ့အခုလိုမျိုးလုံးရက်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်